ျွန်တော်တို့ရဲ့သာဝရကိုးစားရဖြစ်တဲ့သခင်ရှုခရစ်တော်ဖျားနဲ့မိသားစုတယောက်စီတိုင်းကိုမင်္ဂလာနေ့သင်ပေးပါလို့နှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီကနေ့တရက်9လ2025အင်္ဂါနေ့ယနေ့ဒီကူနာတီထမသာဝရဖျားသည်တင့်ကိုကောင်းကြီးပြည့်ပြည့်စွာမတော်မူပါစေတော့သာဝရဖျားသည်သင်၌မျက်နာတော်အလင်းကိုလွတ်၍ကယုဏဂျေစုပြုတော်မူပါစေတော့သာဝရဖျားသည်တင့်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေတော့ အာမင်ချစ်တဲ့မိသားစုများဒီကနေ့138ခုမြောက်သောဆန္ဒအပိုင်ငယ်၈နဲ့9ကိုအတူတူဆင်ခြင်ဖို့အားယူကြပါစို့သမရပြား၌ခူလွန်ချင်းသည်လူကိုကိုးစားခြင်းထက်တာ၍ကောင်း၏သမရပြား၌ခူလွန်ချင်းသည်မင်းကို ကိုးစားခြင်းထက်တာ၍ကောင်း၏ချစ်တဲ့မိသားစုများကျွန်တော်ရဲ့ဘဝအသက်တာထဲမှာ ဖိုးလုံလို့အကောင်းဆုံးအားကိုးလို့အကောင်းဆုံးကသူ့ဖျားရှင်ပဲဖြစ်တယ်ဟာလေလူးယလူကလူက အားကိုးလို့မရဘူးမဟုတ်အားကိုးလို့ရတယ်ဒါပေမဲ့အကန့်အသတ်ရှိတယ်ပင်အားကိုးလို့ပထမတစ်ခေါက်ရတယ်ဒုတိယတစ်ခေါက်က သူအားချင်မှအားမှာသူလုတ်ပေးနိုင်ချင်မှလုတ်ပေးနိုင်မှာ မှန်ငွေသွားချိမယ်ဆိုပါစို့ပထမတစ်ခေါက်ချိပေးတယ်ဒုတိယတစ်ခေါက်တင်သွားချိတယ်ရချင်လဲရအောင်မယ်ချိတော့နောက်တတိယတစ်ခေါက်อ่ะသူပေးနိုင်ချိန်မှာပေးမှာဘာဖြစ်ဆိုတတိယဆိုပေမဲ့လဲပက်ဆက်မရှိတဲ့အချိန်လေးရှိတယ်လေဆိုတော့အဲ့လိုမျိုးအချိန်နေမှာဆိုရင်တင်းအားကိုလို့မရဘူးဘာဖြစ်ဆိုသူလဲလူပဲအကန့်အသတ်ရှိတာဟုတ် ကံတရှိတယ်မင်းလဲဒီတိုင်းပဲမင်းလဲလူဖြစ်တဲ့အခါမှာမင်းကို ကိုးစားခြင်းမင်းလဲအားကိုးလို့မရလို့ဆိုရပါတယ်ဒါပေမဲ့သူကလူဖြစ်တဲ့အခါမှာအကန့်အသတ်ရှိတဲ့အခါမှာကျွန်တော်တို့သူမအားတဲ့အချိန်သူအလုပ်ရှုပ်တဲ့အချိန်အိုးတခုခုအချိန်မှာ ကျွန်တော်တို့အားကိုးဖို့ကမဖြစ်နဲ့ဒါပေမဲ့ အားကိုးတဲ့သူဒိုင်းအတွက်24နှစ်ကြီးခုနှစ်ရက်စလုံးအားတဲ့ဖို့ဘုရားသခင်ကြတော့ဟာလေလုယာကျွန်တော်ဘယ်သားသမီးငါကိုအားကိုးမလဲဆိုတာ24နှစ်ကြီးခုနှစ်ရက်စလုံးကျွန်တော်တို့ကိုတကမ်းဖွင့်ထားပေးတယ်အဲ့ဒီခိုလုံတဲ့သူအယောက်တိုင်းကိုလေသူကသိမှတ်တဲ့ဘုရားလည်းဖြစ်တယ်နာဟုန်တစ်ခွေထဲမှာထာဝရဘုရားကြီးကောင်းတော်မူအမှုရောက်တော့အခါရဲတော်ဖြစ်တော်မူ ခိုးလုံသောသူတို့ကိုတိမှတ်တဲ့ဘုရားဖြစ်တဲ့ဟာလေလုယ။တန်ရောက်ချစ်တဲ့မိန်းမဆွေများဒီကနေ့ခိုးလုံရအကောင်းဆုံးကထိုဘုရားဖြစ်တယ်။အဲ့ဒီဘုရားသခင်ကိုခိုးလုံခြင်းအဖြစ်ပူဇော်ခြင်းအဖြစ်တကယ်ဘဝအသက်တာထဲမှာ အခြေအနေတိုင်းမှာကန္တတိုင်းမှာနေ့ရက်တိုင်းမှာ အောင်မြင်ကြွလွားနိုင်ဖို့အတွက်နှုတ်ကပတော်အဖြစ်မြတ်တန်နေဝင်ကြတဲ့သင်ကိုဖျားသိက္ခာယောကောင်းချီးပေးပါစေ။အာမင်။